ကဘာကြီးလုံးနေဆိုတာတကယ်ရောဟုတ်ရဲ့လား ခင်ဗျားရဲ့ကဘာကြီးကမျက်ခုံးထူထူလေးလားနှာရန်ဆင်းဆင်းလေးလားဒါမှမဟုတ်တခြားသူတယောက်ရဲ့ရင်ဝင်နဲ့ရောက်နေလားဆိုတာကျွန်တော်မသိပေမဲ့ရှေ့ခေတ်အီဂျစ်သရုံနဲ့မက်ဆိုပိုတေးမီးယားခေတ်တွေမှာတော့ကဘာကြီးကိုအပြားကြီးလို့လူတော်တော်များများကယုံကြည်ခဲ့ကြပါတယ်အဲ့ဒါကြောင့်မို့ကျွန်တော်တို့ကဒီကဘာမြေကြီးပေါ်မှာယက်တီနေနိုင်ရတာဖြစ်ပြီးကဘာကြီးရဲ့အဆုံးသက်မှာလည်းအင်မတန်မှနတ်ဆိုင်လာတဲ့ကျောင်းနေကြီးတစ်ခုတရှိနေတယ်လို့ယူဆခဲ့ကြပါတယ်ရှေ့ခေတ်3 BC 600စုလောက်မှာပိုက်တော်ဂိုရကစပြီးကဘာလုံးဝနဲ့လို့စတင်ပြောဆိုခဲ့ပါတယ်ဒီဘက်ခင်မှာတော့ကဘာပြားတယ်ဆိုတဲ့အယူအဆကို ဂျိုဒုတပ်ပုံတွေခင်မီညီပညာရင်းနဲ့မှာမင်းကြောင့်တက်တည်ပြနိုင်ခဲ့ပေမဲ့2015ခုနှစ်လောက်မှာတော့အဲ့ဒီယူဆအင်တာနက်စာမျက်နှာတွေမှာတဖန်ပြန်လဲပေါ်ပေါက်လာခဲ့ပါတယ်။ဒါဟာဆိုရှယ်မီဒီယာရဲ့လွန်မှုမှုတစ်ခုဖြစ်ပြီးတော့လူနည်းစုကလည်းကဘာပြားတယ်ဆိုတဲ့အချက်ကို အခုချိန်ကြီးလက်ခံထားကြသေးတော့မယ်ဖြစ်ပါတယ်။ကဘာပြားတာလုံးကကျွန်တော်ရဲ့အနည်းစင်ပေါ်တက်ရောက်မှုကြီးကြီးမားမားမရှိပေမဲ့မိတ်ဆွေရဲ့ကဘာလေးတခြားလူတယောက်ရင်ဝင်နဲ့ရောက်သွားမယ်ဆိုရင်တော့မိတ်ဆွေရဲ့ဘဝကြီးတစ်ခုလုံးပျက်စီးသွားနိုင်တဲ့အထိထိခိုက်မှုတွေရှိလာနိုင်ပါတယ်။